ားလုံးပဲမင်္ဂလာပါခင်ဗျာ design mystery ကနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော် brush အသုံးပြုပုံလေးပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ video လေးကိုဆောင်းမှကြည့်ပြကြပါအောင်နော်အဲကျွန်တော်တို့ဒီဘက်က blending မှုတွေနဲ့ပတ်သက်ပြီးတော့သင်ပါတယ်ဒီဒီဘက်မှာကျတော့ကျွန်တော်က brush လေးနဲ့ပတ်သက်ပြီးတော့သင်ပြမှာဖြစ်ပါတယ်ဆိုတော့ဒီပုံ တော့ဒီမှာကျွန်တော်တို့ဒီ CD မြင်ကွင်းလေးကိုတွေ့ကြမယ်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်မှာတော့ကြာတော့ဒီ blending mode တွေကိုဘယ်လိုတော့ပြုရလဲဆိုတော့သင်ပေးသွားတာဖြစ်ပါတယ်ဆိုတော့ဒီမှာကြာတော့ကျွန်တော်တို့ဒီပုံမှာပေါ့နော်ကျွန်တော်တို့ကထားပါတော့ဗျာတိမ်လေးထည့်ခြင်းနဲ့ထည့်ခြင်းနဲ့ဆိုတော့ကျွန်တော်နှစ်နည်းလုပ်လို့ရတယ်ပထမတစ်နည်းကကြာတော့ကျွန်တော်တို့ဒီမှာ blending mode ကိုအသုံးထည့်လို့ရတယ်ဒီတိမ်လေးကိုကျွန်တော်တို့ time ခုနကကျွန်တော်ဟိုဘက်ကတင်တဲ့ time ဆိုတော့ အမဲမသိတဲ့အုပ်စုကို screen ကိုသွားလိုက်မယ်ကျွန်တော်လေးတို့တင်လေးထည့်လို့ရတယ်ဒီပိုင်းသေးမယ်ကြီးမယ်ပေါ့နော်ကိုယ့်ဘာကိုကြိုက်တင်နေရဖြည့်လို့ရတယ်ဒါကတော့တနည်းပေါ့နော်ဆိုတော့ဒီဟာတနည်းနောက်တနည်းရကြတော့ဗာလဲဆိုလို့ရှင်ကျွန်တော် brush brush လေးကိုသုံးပြီးပေါ့နော် B ပေါ့ brush လေးကိုနှိပ်လိုက်တယ် brush လေးကိုနှိပ်လိုက်လို့ရှင်ဒီဘက်မှာအောက်မှာတို့သူတို့ဒီအောက်မှာဒီပေါ့နော်ဟိုချိန်ရပါတယ် brush လေးကိုဒီအောက်မှာတွေ့လိမ့်မယ်ပေါ့နော်ဒီမှာ brush တွေအများကြီးပေါ့နော် ဒီ brush ပေါ်တယ်နေအများကြီးပဲဒီလို issue တွေလည်းလည်းရတယ်ပေါ့เนาะဆိုတော့အဲသူက default ပေးရဲ့ brush ဒီ brush တွေတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဟို down download ရတယ်ပေါ့เนาะတခြားလို website တွေမှာ download ရတဲ့ brush လေးရှိတယ်ကျွန်တော်အဲ့ဒါလေးလည်းပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာတိန်နေထည့်ကျင်နေဆိုရင်ခုနကလိုတနည်းအခုနောက်ပြီးကြလို့ရှင်ကျွန်တော်တို့ကဒီမှာကျွန်တော်ဒီမှာ down လာရရှိတယ်ဒီမှာเนาะဒီမှာ cloud brush ဆိုတာရှိတယ် ဲ့ cloud brush လေးကိုကျွန်တော်တို့ကတုံးလို့ရတယ်ဘယ်လိုတုံးမလဲဆိုလို့ရှိရင်ကျွန်တော်ထားပါတော့ new layer တုံးမယ်ကျွန်တော် new layer ခါလိုက်ဒီမှာ cloud brush လေးပေါ်လာပြီကျွန်တော်ဒီမှာ login နဲ့ cloud အကြောင်းလေးကိုကျွန်တော်လိုက်မယ်ဒီမှာဒီဟာလေးကိုနှိပ်လိုက်မယ်အဖြူလေးပေါ့ဗျာ cloud ကအဖြူလေးဆိုတော့အဖြူလေးလောက်လိုက်မယ်ဒီလိုလေးပေါ့ဆိုတော့နှိပ်ပြီးွားရင်ကျွန်တော်တို့ကဘာမှလုပ်ကြမလို့ဟိုကွာအတိအကြီးချိန်ရုံပဲချိန်ပြီးွားကျွန်တော်တို့ဒီမှာ click တစ်ချက်နှိပ်လိုက်ဟုတ်လားဒီအောင်မလို့ခြင်းဘူးမကြိုက်ဘူးဆိုရင်ကျွန်တော်ကြိုက်တဲ့အကြောင်းပြောင်းလို့ရတယ်ဖြူအောင်ပြောင်းလို့ရတယ် ောင်းနေတော့နေเนาะဒီဒီတိမ်မကြရင်ကျွန်တော်တို့နောက်တိမ်တစ်ခုရှိဒီလိုတိမ်ရှိတယ်เนาะအနာခောက်မယ်ဒီမှာဒီလိုတိမ်နေတဲ့ဒါမလို့ရှင်လဲဒီလိုတိတိလေးတိလိုက်ဒီလိုတိမ်လေးထည့်မယ်ဒီလိုထည့်မယ်ဒီလိုထည့်စသဖြင့်ပေါ့နော်ဒီတိတိလေးထည့်လို့ရတယ်စသဖြင့်ဒီလိုမျိုးတွေ brush တွေတောင်းလို့ရတယ်ဆိုတော့ဒါကတော့တောင်းပြရပါတော့နောက်တစ်ခုကြတော့ဒီကောင်ကျွန်တော်တို့မိုးရသည့်ပုံစံမျိုးလုပ်ချင်တယ်ဆိုလို့ချင်း ော်ဟိုတစ်ဘက်ကတင်လိုက်ပုံစံလိုက်မယ်ဒီမှာမိုးရတယ်เนาะအမ် drop လေးရှိရပါတော့အဲ့ဒါကိုကျွန်တော်က blending mode ပေါ့เนาะအမဲရအောင်မတည်ရအောင်ဆိုတော့ sacrament တော့မှာပေါ့เนาะ sacrament သွားလိုက်ရင်ဒီမှာမိုးရတဲ့ပုံစံပြင်သွားတယ်ဆိုတော့မိုးရတယ်မပြီးသေးဘူးကျွန်တော်တို့ကအဲ့လို lightning နေထည့်ခြင်းလဲဆိုလို့ရှိရင်ခုနလိုမျိုးနှစ်နေရှိတယ် lightning ရတော့ blending mode နဲ့လည်းသုံးလို့ရတယ် blending mode မကြိုက်လို့ရှိရင်ခုနလို new layer ခေါ်ခေါ်ကကျွန်တော် brush ထဲမှာကျွန်တော်ကျွန်တော် down တာရှိရပါတော့เนาะအဲ့မှာ light lightning brush အဲ့ lightning brush လေးကိုပေါ့လိုက်เนาะဆိုတော့ ဲ့လိုမျိုးအသုံးပြုလို့ရတယ်ဆိုတာကိုပြောပြပေးချင်တာပေါ့နော်ဒီမှာ lightning brush tutorial တက်ပေါ့ဒီတစ်ခုလေးပေါ့နော်ဒါမှမဟုတ်တတိယတစ်ခုကျတော့အသုံးကြည့်မယ်တတိယတစ်ခုလေးကတော့အဆင်ပြေမယ်ပေါ့ဒါလေးပေါ့ဒီလိုလေးတွေ့လားဆိုတော့ဒီမှာကျွန်တော်တို့ကဒီမှာတောင်ရွှေ့ပါလို့ရတယ်အဲ့မှာ brush size ကိုကြီးချင်လဲရတယ်အဲ့ဒါခေါက်လိုက် brush size ကြီးချင်လဲရတယ်ဒါမှမဟုတ်ဒီလိုမျိုးပေါ့ဒီထိလာပဲပေါ့မိုးကြိုးရအဲစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေ ကျွန်တော်တို့အဲ့လိုမျိုးတွေလည်းဖန်တီးလို့ရတယ်ဆိုတာကိုပြပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ brush လေးကိုဘယ်လိုသွင်းရမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပြပေးပါမယ်ဆိုတော့ဒီမှာပေါ့နော်အဲ့ပေါ်ကိုကျွန်တော်ဒီမှာဒီဘီပေါ့နော် brush နှိပ်လိုက်တယ်ဒီဟာလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီ box လေးကြာတာပဲကြာလာလို့ရှိရင်ဒီဘက်မှာတော့ setting ပုံစံလေးရှိအဲ့ setting လေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့မှာ important brush ဆိုတာရှိတယ် เนาะ important brush ไอ้ brush นี่อยู่อยู่ว่าไอ้กูกู down ได้ brush ป่ะครับถ้าว่าเราเราดี lightning brush กูนี่มา down ได้เลย lightning brush นี่อยู่อยู่ไปดีกองนี้ก็เหน็บไปแล้วลุบๆเอาล่ะเองสอดีมาตั๊บปออยู่ป่ะเนาะဒီမှာတော့ပေါ့ ਈ ပေါ့ဒီမှာ lightning brush ဆိုပြီးကျွန်တော်ဖြတ်ပြမယ်เนาะဖြတ်ပြီးတော့ပြန်လုပ်ပြမယ် delete ကိုဖြတ်လိုက်မယ်ပေါ့เนาะကျွန်တော်တို့ကခုနလိုမျိုးဒီမှာ important brush ရှိတယ်အဲ့မှာကျွန်တော် down ထားတဲ့ကျွန်တော် down ထားတဲ့မှာ download ထဲမှာရှိတယ် lightning brush 20တောင်ပါတယ် ဒီမှာ brush လေးရှိတယ်လောက်လို့ပေါ့ဗျာအဒီ brush တွေကိုဘယ်မှာ download ရလဲဆိုရင်ကျွန်တော် website လေးပြပြပါမယ်ဆိုတော့ website လေးမှာသွားပြီးတော့ download ရပါတယ် photo เนาะ free photoshop brush ကျွန်တော်တို့ကြိုက်တဲ့ brush တွေကိုဒီမှာသွားပြီးတော့ free download ကြိုက်ယူနိုင်ပါတယ်ဆိုတော့ဒါလေးကိုပြပြပေးချင်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ကဘာပြောပြချင်လဲဆိုလို့ရှိရင်နောက်တစ်ခုကကြာတော့နောက်တစ်ခုကကျွန်တော်ဘာပြောချင်လဲဆိုလို့ရှိရင် brush တွေကိုကိုက customize လုပ်လို့ရတယ် brush ကိုဘယ်လိုလုပ်ရလဲဆိုတော့ပြပြပေးသွားမှာပါဆိုတော့ဒီမှာကျွန်တော်ကတစ်ပင်လေးတစ်ပင်ရှိတယ်ကျွန်တော်ကဒီတစ်ပင်ကိုဒီတစ်ပင်ကတော့ PNG ဖြစ်ရမှာပေါ့နော်ဒီလိုမျိုးဘာမှမပါတဲ့ဖြစ်ရမှာပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော် brush လုပ်ရဆိုလို့ရှိရင်ရှင်းလင်းပေါ့နော် edit ထဲရှိတယ် edit ထဲမှာ define brush ဆိုရှိတယ်အဲ့ define brush မှာကျွန်တော်ဒီလိုလေး name လေးပေါ်လာမယ်ဒီလိုလေးပေါ်လာနိုင်မယ်နော်အဲ့ကြရင်ကျွန်တော်သူ့နာမည်ပေးလိုက်ပါဦးဒီက EA3 brush ပေါ့နော် tree bread ဆိုပြီးတော့ခဏခေါက်လိုက်မယ်။ဆိုတော့အဲ့ဒါပြီးလားလို့မပြီးသေးဘူးကျွန်တော်ဒီနားမှာ tree bread လေးရအဲ့မှာရသွားပြီပေါ့နော်။ပြီးသေးရမပြီးသေးဒီမှာပေါ့နော်ကျွန်တော်ဒီ house လေးကိုနေအဲ့မှာသူ့ရဲ့ဟောဘယ်လိုဖြစ်မလဲ။ bread ကိုဖိပြီး click ကိုဖိပြီးဆွဲသွားရင်ဒီလိုဖြစ်မယ်။အဲ့ဒါကိုကျွန်တော်တို့ကဒီမှာ brush tip shape ဆိုရှိတယ်။အဲ့မှာကျွန်တော်တို့ sketching ကို1လို့ထားလိုက်တယ်။နော်ဒါမှမဟုတ်စင်လေးလေးလေးလိုချိန်လို့ရတယ်။မစကတ်တဲ့နေကျွန်တော်ဥပသွေးရရတယ်စကေးတွေတေးလို့ရတယ်ကြီးလို့ရတယ် เนาะบาดิโลမျိုးဆိုရင်အဲအဲ့လိုမျိုးဖြစ်မယ်စသဖြင့်လုပ်လို့ရတယ်เนาะရှိတ်တန်နဲ့မဲ့မှာလဲကျွန်တော်ကျွန်တော်သတ်ပြအောင်ရတယ်ပေါ့နောက်တစ်ပါးရှိတ်တန်နဲ့မဲ့မှာเนาะပုံစံนี่မတူဘူးတွေ့တယ်ပါရှိတဲ့နံပါတ်ရှိတဲ့ပုံစံလေးကြောင်းသွားရဲဆိုတဲ့ဟာ ਈ เนาะအန်ကန်လဲလို့ရတဲ့ဟာဆိုတော့ဒီမှာဒီမှာเนาะချွာရဲလဲလဲမလဲလဲမလဲဘူးစသဖြင့်ပေါ့ကျွန်တော်တို့က ဒီမှာသွားလုပ်လို့ရတယ်ပေါ့နော်ပြီးွားရင်ကျွန်တော်တို့အဲ့ဒီခါအဲ့ဒီလို brush တဲမှာသူကမှတ်ပေးွားတာပေါ့နော်ဒီမှာပေါ့အာ3 brush ဆိုပြီးတော့မှတ်ပေးွားတာပေါ့နော်အာကျွန်တော်ရေးထားတဲ့3 brush အဲ့ဒါလေးကိုမှတ်ပေးတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကဘာကိုထပ်ပြီးတော့ပြောပြခြင်းလဲဆိုလို့ရှိရင်နော်ဒါလေးကြောင့်မျိုးလုံးလေးနေတယ်ပေါ့နော်ဆိုတော့ hair brush လေးလို့တာပေါ့နော် hair brush ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဥပမာပေါ့နော်ကျွန်တော်ဒီလိုလေးအဲနမူနာလေးပဲပြလိုက်မယ်ပေါ့နော်အခုအခု လို့ပြောတယ်။ဟဲလီရလို့ကောက်လေး။အဲဒီလိုမျိုးလေးပေါ့။ဒီလိုမျိုးလေးရပါရင်ကျွန်တော်အဲ့ဒါကို control ချင်းသွားလိုက်မယ်။ဒါလေးပြန်လိုက် control နောက်ခုကို control ချင်းထပ်သွားမယ်။အဲဒီလိုပေါ့နော်။ control ချင်းထပ်သွားမယ်။အဲ့အကောင်လုံးကိုဆော့ ျွန်တော်တို့ control ကြည့်ထပ်ပေါ်ရမယ်ကျွန်တော်တို့နော်အဲဒီလိုညီညာလေးရပါပြီနော်ဒါဟဲအချောင်းလေးပဲထားလိုက်ပါတော့ကျွန်တော်အဲ့ဒါကိုလည်း edit မှာနော်အဲ define brush ဆိုပြီးကျွန်တော်လုပ်လိုက်မယ်အဲ့မှာကျွန်တော်ကျွန်တော် hair brush ဆိုပြီးလိုက်မယ်ဆိုပြီးရင်အနာခောက်လိုက်မယ်ဆိုပြီးပြီးလားဆိုတော့တကယ်တော့မပြီးသေးဘူးဒီမှာနော် brush dish မှာရှိတယ်ကြောက်ဒီမှာ spacing ကိုတော့1လို့ပဲထားမယ် တောင်းနေလဲတေးလိုက်မယ်နော် right side ကိုနည်းနည်းလေးတေးလိုက်မယ်တေးပြီးွားရင်ကျွန်တော်ဒီမှာအာ transfer ကိုသွားမယ် transfer ကိုသွားပြီးွားရင်ကျွန်တော်ဒီအောက်မှာဒီ face ဆိုပြီးတော့ယူမယ်လေးရာကိုယူမယ်ဒီဘက်မှာလည်းလိုပဲ face လုပ်မယ်လေးရာယူရမယ်နော်အဲ့ပါဆိုလို့ရှိရင်စပင်းနောက်မှာလည်းဖြော့သွားတယ်တေးလိုက် အဲ့တော့ကျွန်တော်တို့အဲ့ဒီခါကိုဘယ်မှာဘယ်လိုနေရာမှာတုံးတယ်ဆိုကျွန်တော်ပြောပြမယ်ဆိုတော့ကျွန်တော်မဖြတ်သေးတဲ့ပုံပြမယ်ဒါမဖြတ်သေးတဲ့ပုံပေါ့နော်မဖြတ်သေးတဲ့ပုံကကြာဒီမှာလေးလာစပင်လေးတွေလို့လို့တီ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 လေးညီရတယ်ပေါ့နော်ဖက်ပြီးသားပုံကကြတော့အဲ့စပင်လေးမရှိတော့အဲ့လိုမရှိတဲ့အခါတကယ်တမ်းများအဲ့လိုမျိုးကျွန်တော်တို့ဒီ commercial အဲ့လိုမျိုးပြအဲ့လိုဘေဘုတ်တွေမှာနေပါတယ်တုံးရင်တိတော့တိတာဟိုစပင်လေးဖြတ်ထားတာလို့တိနေရတယ်ပေါ့အဲ့လိုဆိုလို့ရင်ကျွန်တော်ဒီ hair brush လေးနဲ့သွားပြီးတော့ဒီမှာပုတ်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ ဘလို့ဘလို့လောက်ရလဲကျွန်တော်ပြောတာဒီမှာ hair brush နေနဲ့သွားပြီးတော့ကျွန်တော်ကဒီမှာဖုတ်သွားပြီးဖုတ်ပေးလို့ရတယ်ဆိုတော့ဒီမှာ seven လေးတီးလိုက်မယ်ဟုတ်လားဟုတ်လားဒီလိုမျိုးလေးလေးအဲ့လိုမျိုးလေးဖုတ်ပေးလို့ရတယ်ဆိုတော့ new ခေါ်လိုက်မယ်ဒီမှာ hair ဆိုပြီးတော့တက်လိုက်အမှားကျွန်တော်တို့ကသူ့စပင် color ကိုထောက်ပါတော့ဆိုတော့အိုင်ပေါ့ဒီမှာသူ့စပင် color လေးကိုထောက်နော်ထောက်ပြီး b b လေးလို့ပြောတယ်နော်စပင်လေးကိုပေါ့စပင်လေးကိုအဲဒီပါတော့ လိုင်းလေးတွေမတူညီတဲ့လိုင်းလေးတွေပေါ့နော်ဒီလေးတော့ပါပေါ့ဆွဲပြီးအောင်ပေါ့အဲဒီမှာအဲ့လိုလေး UI ဒီလိုလေးချုပ်ဆက်တွေခတ်နေရပေါ့ဒီနားလေးမှာလည်းဒီလိုလေးပေါ့အဲစပင်လေးတကယ်တကယ်ကျောင်းနောက်ပြန်ဆုပ်ကြည့်လိုက်ရင်တွေ့လားအဲ့ဒါလားစပင်လေးကြီးဖွာနေတွေ့လေဒီနားလေးမှာဆိုလည်းလိုပဲအဲဒီလိုမျိုးလေးတွေပေါ့နော်သူကသူကစပင်လေးထွက်နေရပေါ့ မာနေနာလေးနားလေးမှာလိုလေးရှုပ်ရှက်ခတ်နေတယ်ပေါ့ဗျာဟုတ်သလားစပိန်လေးအဲနည်းနည်းဘယ်လိုမျိုးမဟုတ်တော့ဘူးပြီးွားရင်ဒီနားရောက်အနက်ရောက်ရင်ဆိုတော့ i เนาะ i drop ပါလေးနဲ့เนาะ p y n b y n လိုလေးပေါ့เนาะတော့ဒီမှာအနက်လေးပေါ့ဒါလေးရအဲဒီလိုလေးထွက်ဟောတေချာလေးပေါ့เนาะ pan brush ရှိတဲ့လူကြီးကတော့ပိုအဆင်ပြေတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့เนาะအော် pan ရှိတဲ့လူကြီးကတော့ပိုအဆင်ပြေအဲ့ဒါလေးလေးပေါ့เนาะ အဲ့လိုများလေးတုံးပြီးတော့ကျွန်တော်တို့ပုံတွေကိုပို့ကောင်းအောင်ပြုလုပ်လို့ရပါတယ်ဆိုတော့ဖျက်ပြပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုကတော့ကျွန်တော် brush တွေကိုဘယ်လိုအသုံးပြုရလဲပြီးတော့ brush တွေကိုကိုယ်တိုင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဖျက်ပြပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေကိုအပတ်စဉ်တိုင်း YouTube TikTok Telegram Facebook ဒီမှာတင်ပြထားပါတယ်ဆိုတော့ကြိုက်နှစ်သက်လို့ရှင် like and share လုပ်ပြီးတော့အပိပောင်းခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှပြန်လည်ဆောင်တွေ့ပါအောင်ခင်ဗျာ